အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နှမ်းတစေ YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီကနေ့နှမ်းတစေ channel ပိတ်တက်ကြီးကိုတင်ဆက်ပေးခြင်းနဲ့ဝတ္ထုလေးရတော့ဟန်ဆိုင်စေမန်းရဲ့မနွမ်းတဲ့လာရောင်ဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအဆုံးအထိဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာ မနွမ်းတဲ့လာရောင်မယုံကြည်နိုင်ခြင်းများစွာနှံရောထိတ်လန့်မှုများစွာဖြင့်စာသားများကို ထက်ခါထက်ခါဖတ်ရင်ဖုံးကိုကင်ထားသော ကျွန်တော်လက်တွေကတုံရင်လာသည်တက်ပြင်းရွှေတွေချရင်ခေါင်းကိုသာတွင်တွင်ခါရမ်းနေမိသည် ဖိုးသားကြီးအဖေမိမခိုးပြီလို့အိမ်ကိုအမြန်ပြန်လာခဲ့နင်းဖုံးကခေါ်မရလို့မက်ဆေ့ပို့လိုက်တာကျွန်တော်တန်းအမကြီးစီမဖုံးမက်ဆေ့ဝင်လာတဲ့အချိန်ကညနေ6:00နာရီမမကြီးရဲ့ဖုန်းကိုပြန်ခေါ်တော့ဆက်သွယ်မှုဧရိယာပြင်ပနဲ့တုံနေသည် အငယ်မဖုန်းကလည်းစက်ပိတ်ထားသည်ဟုဖြေသည်ဒီနေ့နန်းနဲ့ကမမမကြီးနဲ့ဖုန်းပြောဖြစ်သေးသည်အဲ့ဒီချိန်တုန်းကလည်း ဖုံးနှိုင်းတွေက မကောင်းပဲအတန်တွေကပြတ်တောင်ပြတ်တောင်ဖြစ်နေသည် ကြောက်စဲမျိုးနဲ့အတော်ဝေးกว่าတော့ကျွန်တော်တို့ရွာမှာဖုံးနှိုင်းတွေကတိတ်မကောင်းလားအသက်50အရွယ်ဖေကမိမခိုးပြေးတယ်တဲ့လားအမေဆုံးပြီး6နှစ်ကျော်ကြာပြီးမှ အဖေကတပင်ထူလိုက်တာလားကျွန်တော်တို့မောင်နှမ3ယောက်ကပညာဆုံးပြီးမှစိတ်ချလက်ချထားသွားနိုင်တာလား ဟွန်းဟွန်းဒီကိစ္စကလုံးဝမဖြစ်နိုင်ဘူးဟုကျွန်တော်စိတ်ထဲက အလိုလိုယုံကြည်မိသည်ကျွန်တော်ကအစိုးရလုံးမဝင်ခင် မန္တလေးမြို့ပေါ်မှာအထူးကုဆေးရုံတွင်အလုပ်လုပ်နေသောဆရာဝန်ပေါက်စာတူဖြစ်သည် မန္တလေးမြို့နှင့်ကျွန်တော်ရွာက ဆိုင်ကယ်နှင့်ဆိုနှစ်နာရီခန့်မောင်းရသည် အထူးကုဆေးရုံမှာအလုပ်ဝင်နေသောဆဲလာအတွင်းအကြောင်းကိစ္စအထွေထူးမရှိပဲအိမ်ကိုမပြန်ခဲ့တော့လေအခုအချိန်မှာ အိမ်ကိုအမြန်ပြန်ရောက်ဖို့သာကျွန်တော်စိတ်တွေလောနေမိသည်အိမ်ပြန်လမ်းမပေါ်မှာဆိုင်ကယ်မောင်းရင်းအဖေနဲ့ကျွန်တော်တို့မောင်နှမသုံးယောက်အကြောင်းကခေါင်းထဲရောက်လာသည်အဖေကဘုန်းကြီးကျောင်းမှာပဲတေစာရှင်စာသင်ခဲ့သူဖြစ်ပေမဲ့သူသားသမီးအားလုံးကိုဘွဲ့ရပညာတတ်တွေဖြစ်စေခြင်းသည် ကျွန်တော်တို့ရွာတလေးကကလေးများကို လေးတန်းအောင်သည်အထိသာကြောင်းထားသည်လေးတန်းအောင်သည်နှင့်ကြောင်းထွက်ခိုင်းပြီးလေတော်ဆင်းခိုင်းသည် ရွာသူရွာသားများ၏စီးပွားရေးအဆင်မပြေခြင်းအထက်တန်းကျောင်းများနှင့်ဘေးကွာခြင်းက ထိုဒလိကိုပုံမအမြင့်တွယ်စေခဲ့သည်အဖေကတော့ပညာတတ်လူချမ်းသာရဲ့သားသမီးမှမဟုတ်ဘူးကွငါသားသမီးတွေလည်းဘွဲရပညာတတ်တွေဖြစ်စေရမယ်လို့ကြုံဝါရင်ကျွန်တော်တို့မောင်နှမတွေကိုကြောက်စဲမျိုးမှအတော်ဝမ်းကွဲအိမ်တို့ပို့ကကြောင်းဆက်တက်စေခဲ့သည်။အယောင်တွေစုံလင်လာသောဘဝကောင်းကင်မှာကျွန်တော်တို့မောင်နှမ၃ယောက အမြင့်ပြန်တန်းနိုင်ဖို့အဖေနဲ့အမေကပညာတောင်ပန်တွေတက်ဆင်ပေးနေချိန်မှာပဲအမေကလဲတော့သွားရင်ပို့ထီ၍ဆုံးသွားသည်မဲတရွဲ့လွင့်ကြွေသွားပေမဲ့မောင်းကထမ်းပြီးမောင်းကပဲရွက်ကကျွန်တော်တို့မောင်နှမတွေကို အဖေကပညာဆက်တင်စေသည်ထိုစဉ်ကမမကြီးကဓာတုဗေဒအထုပြုနှင့်တတရနှင့်အကြောင်းသူကျွန်တော်ကစေတက္ကသိုလ်မန္တလေးပထမနှင့်အငယ်မှာက ကိုးတန်းသာရှိသေးသည်တနေ့တနေ့ကျွန်တော်ចောင်းစိတ်တွေကဒီရေအလားတဖြည်းဖြည်းတိုးလာသည်ကျွန်တော်ចောင်းစိတ်ရဲ့အတွက်လဲလေးဧကသာပိုင်ဆိုင်သောအဖေလိုတောင်သူငယ်လေးအဖို့အလျင်မီအောင်မနှဲချိုးပန်းရသည်မမကြီးကဘွဲရပြီး အိမ်မှာပဲကုံစုံဆိုင်ဖွင့်ကတစ်ဖက်တစ်လမ်းမှ ဝင်းငွေရှာကူ၍အဖေအသက်ရှူချောင်းခဲ့ရသည်အငယ်မကနီးပညာတက်ကတော့ကြောက်စဲတော့တက်ရတော့အခါ ကျွန်တော်နှစ်အငယ်မှာတို့ကျောင်းစီရဲ့အတွက်လေတော့ကဝင်းဝေးကုံစုံဆိုင်ကဝင်းငွေတို့နဲ့မလုံလောက်တော့ပဲအဖေကအင်းရှိမှကွင်းရဆိုင်နဲ့ဆက်ပင်းဖာဆိုင်ကိုတွဲဖွင်း၍အပေါ်ဝင်ငွေရှာသည်ယာဒီပေါ်တီးနံပွဲစားလဲအလင်းတင့်တယ်လို့လှုပ်သေးသည်အဖေကဘလောက်ပင်ပန်းပင်ပန်းကျွန်တော်နှစ်အငယ်မှာတို့လကုံ၍အိမ်ကိုပတ်ဆံပြန်ယူတိုင်းပြောနေကြစကားရှိသည်တားတော်သမီးတို့တာဝန်ကစာစ조사ဖို့ပဲ စားထဲမှာပဲစိတ်မြုပ်ထားကြကျန်တာတွေခေါင်းထဲထည့်မထားကြနဲ့လိုအပ်တဲ့ပညာရေးစရိတ်တွေကအဖေ့တာဝန်ထားမင်းတို့တစ်နှစ်တန်းအောင်နေတာအဖေ့ခြေစစ်ကိုဆက်ထားနေအတူတူပဲအဖေနဲ့ပတ်သက်ပြီးကျွန်တော်နဲ့ညီမလေးတို့အခုချိန်ထိတောင်းတရတော့ဖြစ်ရတခုဖြစ်ဘူးဒီကျွန်တော်နောက်ဆုံးနေအောင်ပြီးအလောက်တင်ဆရာဝန်မဆင်းရသေးခင်အိမ်ကိုခဏပြန်လာသည်ညီမလေးကလည်းစာမေးပွဲဖြည့်ပြီး အိမ်ကိုပြန်လာခိုင်းနေကြုံသည်မောင်နှမနှစ်ယောက်အမောနိုင်မပန်းနိုင်စကားတွေပြောကြသည် စကားဝိုင်းထဲမှာဘဲတငယ်ချင်းအဖေကလူချမ်းသာဘဲဝအဖေကအရာရှိကြီးပညာတတ်ကြီးဟု အားကြစိမ့်နဲ့ပြောမိသည်ကို အဖေကကြားသွားသည် အဖေကတားတော်မျက်နှာမငယ်အောင်အဖေလဲပညာတတ်ပြီးချမ်းသာခြင်းလိုက်တာကွာဟုပြောရင်းမြည်ရွေကြလာသည် ကျွန်တော်နဲ့ညီမလေးပါ စိတ်မကောင်းဖြစ်ပြီးငုံမိကြသည် အသေးချာတွေးကြည့်လျင်ပညာတတ်လူချမ်းသာမဟုတ်ပဲကျွန်တော်တို့မောင်နှမ၃ယောက်ကိုပညာသင်ပေးသောအဖေဤသားဖြစ်ရတာကိုက ကျွန်တော်အတွက်တန်ဖိုးမဖြစ်နိုင်သောခေါင်းယူစရာဖြစ်သည်လူတိုင်းကမျောလင်းခြင်းနဲ့အသက်ရှင်နေကြတာဟုပြောကြသည်အဖေမျောလင်းချက်ကတော့သူသားသမီးတွေပညာတတ်ရေးလူတန်းစေနေနိုင်ရေးပင်ဖြစ်မည်တောင်ယာမှသီးနှံပေါ်ချိန်တိုင်းကျွန်တော်နဲ့ညီမလေးအတွက် ဟန်ဖုံအဝက်စားလိုအပ်သည့်ပစ္စည်းများကိုလိုလေသေးမရှိအောင်ဖြည့်ဆည်းပေးတော်လဲအဖေခါကထင်ကျန်းပစိုးကတော့ယာသည့်အလီလီပြောင်းပြီးဟောင်းနှွမ်းသွားပေမဲ့အဖေအတွက်တော့တက်လင်နေစေဖြစ်သည်ဖေမိတ်ဆွေတွေက မင်းသားသမီးတွေပွဲရပြီဆိုတော့မင်းဘဝကြီးကောင်းစားပြီပေါ့လို့ပြောတတ်ကြသည်ကိုဝန်းနာကိုသားအတီဆုံးမှု ထိုစကားများကြားတိုင်းကျွန်တော်ရှေ့ယွန်မိပါသည်မမကြီးကအိမ်မှာကုံစုံဆိုင်ဖွင့်ပြီးအဖေကိုကူညီပေါ်ရတော့လဲအငယ်မကတော့လောလောဆယ်ဘွဲရအလုပ်လက်မဲ့ဖြစ်သည် ကျွန်တော်ရတဲ့လာစာကလည်းကျွန်တော်အသုံးစိတ်ကိုကာမိယုံတာတခါတလေအဖေကြီးကအဆောင်က ပြန်တောင်းရတတ်သေးသည်ကဲပြောစမ်းပါဦးဘလို့ဖြစ်တာလဲတရှုံရှုံဆိုင်ငုံနေတော့မမကြီးနဲ့အငယ်မကိုကျွန်တော်အိမ်ပြန်ရောက်ချင်းမေးမိသည်မမကြီးထံမှစကားတန်က တုံရင်စွာထွက်ပေါ်လာသည်အဖေကမန်းညုံနဲ့ထွက်ပြေးသွားတာဟမ်ကျွန်တော်ပါဇက်ကအံအမှုကြောင့်ဟောင်းလောင်းဖြစ်သွားသည်မန်းညုံဆိုတာအိမ်ကလဲတွေကို ကောက်ဆိုင်ပေါင်းနှုတ်အဆစာအရာရာတာဝန်ယူလောက်ကင်ပေးရင်အိမ်ကိုမကြာခဏဝင်ထွက်နေသူဖြစ်သည်ကျွန်တော်တို့မောင်နှမတို့တွေနဲ့သေးသားအရင်းချာလို့ခင်မင်နေကြသူလည်းဖြစ်သည်မန်းညိုကြီးအသက်က29 30တာရှိအောင်ပြီအဖေကသူ့သမီးအရွယ်လေးနဲ့ခိုးပြီးတယ်တဲ့လားမညိုကြီးအနေတိုင်းမတက်ပုံများကြောင့်အဖေနဲ့နီးဆက်သွားခြင်းဖြစ်မိမညိုကအိမ်လာတိုင်းအဖေပစိုးနဲ့အိမ်ကြီးတွေယူလျှော်တတ်သည်သူလာတော့အငယ်မကအဖေကိုစပင်ဖြူနှုတ်ပေးနေတာနဲ့ကြုံရင်မညိုကဝင်နှုတ်ပေးတတ်သည်မညိုကအဖေနဲ့လက်ပွန်းတတိနေလွန်းတော့လဲအခုလိုဖြစ်လာလိမ့်မည်ဟုကျွန်တော်တကားမှမတွေးမိတယ် ကျွန်တော်စိတ်ထဲမယုံကြည်နိုင်အောင်ဖြစ်ရသည်တေချာရဲ့လားမမကြီးဟာအဖေပြောခဲ့တာလားအဖေကတော့ပြောခဲ့ပါမလားအဖေနဲ့ငါတို့ညီမနှစ်ယောက်ရောက်စီရတော့ကိုသင်္ကန်းကပ်ပြီးဘုန်းကြီးတောင်းက ပြန်လာတဲ့အချိန်နှင်းစီကဖုံးဝင်လာတယ်လေနင်းနဲ့ငါဖုံးပြောပြီးသိမ့်မကြအောင်အဖေကကြောက်စဲသွားမယ်လို့ပြောတယ်ဘာလို့သွားမှလဲငါမေးတော့အဖေအဖြေတွေကရေရာမရှိဘူး ညနေ9နာရီထိုးတဲ့အထိအဖေပြန်မလာလို့စိတ်ပူနေတော့ဒေါ်ဝင်းကြီးရောက်လာတယ်။သူ့သမီးကိုအဖေကခုတ်ပြေးသွားတာတဲ့။ငါတို့ညီမညောင်ကမဖြစ်နိုင်ဘူးလို့ပြောပြီးပြန်ရန်တွေ့တော့သူ့သမီးထားခဲ့တဲ့စာကိုပြတယ်။မမကြီးကစကားကိုဆက်မပြတ်ပြောပြီးခဏနာသည်။ကျွန်တော်စိတ်ထဲသိချင်စိတ်ကတားမရနိုင်။စာရင်းမှာဘာရထားလို့လဲ။မြန်မြန်ပြောပါဟ။သမီးချစ်သူနာကိုလိုက်သွားပြီး တမိမိုက်ကို ခွင့်လွှတ်ပါစိတ်မပူပါနဲ့တဲ့တော်ဝင်းကြီးကသူသမီးအရင်နေ့တွေလိုပဲတော်တယ်ပေါင်းလို့သွားတယ်ထင်နေတာတယ်ညနေပြန်မရောက်လာမှမှန်ညိုအခန်းထဲဝင်ရှာတော့အဲ့ဒီစာကိုတွေ့တာတဲ့အဲ့ဒီစာတွေ့တာနဲ့မှန်ညိုက အဖေနောက်လိုက်တယ်လို့ပြောလို့မရဘူးလေငါလဲတော်ဝင်းကြီးကိုအဲ့ဒီလိုပြောပါသေးတယ်ဒါပေမဲ့ကြောက်စင်မျိုးကိုဈေးဝယ်သွားသူတွေက အဖေဆိုင်ကယ်နောက်မှာ အမျိုးပါသွားတာတွေ့လိုက်ကြတဲ့။ငါလည်းစိတ်ညစ်တာပဲတီးတော့တယ်။ဒါဆိုဒီကိစ္စကတေးကြသွားပြီပေါ့။အဖေကြောက်စင်မျိုးပေါ်ကိုတစ်နှစ်နေလို့တစ်ခေါက်မရ။ဈေးဝယ်စရာကိစ္စများအတွက်မမကြီးတာသွားရသည်။ရွာနဲ့ကြောက်စင်မျိုးကဆိုင်ကယ်နဲ့ဆိုတနာရီနီးပါးမောင်းရသည်။အဖေသာမိမခိုးသွားတာမဟုတ်လျင်ဒီအချိန်ထိနောက်ကျမနေတဲ့။အခုကော ည၈နာရီကြော်နေပြီအဖေမှဖုံးပါသွားသေးလားမိမဲတာမင်းရသည်ကျွန်တော်တို့လိုရင်တွေကို အဖေကအစမ်းကုန်ဖြည့်ဆည်းပေးခဲ့ပေမဲ့အဖေမှဇင်ကန်ပစ္စည်းဟူ၍ရေဒီယိုတလုံးတောင်ရှိမနေခဲ့ ထုံးကတ်တွေဈေးလျှော့နေ၍အဖေများဝယ်ထားပြီလားမျောလင်းချက်ဖြင့်မိမိချင်းဖြစ်သည်အဖေကဘယ်တော့ကဖုံးကင်လို့လဲငါလဲဝယ်ပေးမယ်ဝယ်ပေးမယ်နဲ့မိမိနေတာငါတို့တွေသူ့ကိုပြစ်ထားသလိုဖြစ်လို့အဖေက ထွက်ပေါက်ရှာသွားတာနေမှာငါနဲ့အငယ်မှလည်းခုံစုံဆိုင်တဲ့နေတိုင်းအလုပ်ရှုပ်နေတာနေကလည်းအိမ်ကိုပြန်မလာဘူးမမကြီးကကျွန်တော်ကိုပြစ်တင်စကားဆိုသည် ကျွန်တော်ကလည်းအိမ်မပြန်ဖြစ်သည့်အပြင် တလနေလို့အဖေနဲ့ဘုန်းတကာမပြောပြခဲ့အဖေကိုပြစ်ထားသလိုပြစ်တာတွေးမိပြီးနောင်တရလာသည်လူတွေတက်ကြီးလာရင်ရင်းဆိုင်မှုကိုပေါ်လို့ဒီဟုကြားဘူးသည် အဖေကအထီးကျန်ခြင်းကို ခံစားနေရလို့ဒီလိုလုပ်သွားတာဖြစ်မည်အဖေမိမခိုးသွားတာတေချာပါတယ်ကိုကြီးဟာကိုကြီးနဲ့ညီမလေးပွဲရပြီးကြတဲ့ကဖေဖေကမမကြီးကိုပတ်ဆံမအပ်တော့ဘူးပတ်ဆံတွေကိုစူပူကြီးတွေပဲထည့်နေတာ အခုညီမလေးသွားကြည့်တော့အဖေစုကဟောင်းလောင်းကြီးပိုက်ဆံတွေဘယ်ဟာမှမရှိတော့ဘူးဒီရွယ်ကြီးကြမှာညီမလေးတော့တည်ကျင်တာပါပဲဒီကိစ္စကအမှန်ပဲလို့ကျွန်တော်စိတ်ထဲမှာလက်ခံလိုက်ရသည် ကျွန်တော်ရင်ထဲမှာစိုးနေနေပြီးမမကြီးနဲ့အငယ်မကိုအားပေးစကားပြောဖို့စကားလုံးတွေကပျောက်ရှာနေသည်အဖေအတွက်တပင်လဲလို့တပင်ထူတာဆိုပေမဲ့အခုလိုလှုပ်သွားတာတော့ပတ်ဝန်းကျင်မှာမျက်နာပြစရာဖြစ်သည် တကယ်ဆိုကျွန်တော်တို့ကိုအရင်ဆုံးအသိပေးတင်သည်ကျွန်တော်တို့မောင်နှမ၃ယောက်အတွင်းကိုစီနဲ့ငိမ့်တဲ့နေစင်မှာပင်အိမ်ဝိုင်းတဲ့သို့အဖေကဆိုင်ကယ်မောင်းပြီးဝင်လာသည် အဖေဆိုင်ကယ်အနောက်မှာမတ်ညိုတော့ပါမလားကျွန်တော်တို့၃ယောက်တိုင်ပင်မထားပဲဝိုင်းအလေကောင်ကအဖေစီပြေမိကြသည်ဟာတာကြီးပြန်ရောက်နေတာလားအဖေကကျွန်တော်ကိုတွေ့တော့ဝန်တာအားရစကားဆိုသည်အဖေဘာလို့နောက်ကျနေတာလဲ ျွန်တော်မေးမလို့ပါဇက်ပြင်းနေတော့မမကြီးကအလင်းစလိုဝင်မိသည်အဖေအမောဖေဖေရစီအောင်တမီရဲ့အငယ်မအဖေတောက်ဖို့ရေခက်ခက်အဖေကဆိုင်ကယ်ထောက်ရင်းအငယ်မကိုလှမ်းပြော်သည်အဖေထံမှထွက်ပေါ်လာမည့်စကားများကိုစောင့်စားရင်းကျွန်တော်ရင်တွေတဒိတ်ဒိတ်ခုန်လာသည်အဖေကအငယ်မခက်လာသောရေကို အငမ်းမရတောက်ပြီးအဖေလိုချင်တဲ့ပစ္စည်းက ကြောက်စင်မှာဝယ်မရလို့မန္တလေးထိတက်သွားတာအပြန်ကြ မြင့်ငယ်မှာဆိုင်ကယ်ပြက်လို့ဝင်ပြင်းနေရတာဆိုင်ကယ်ကစင့်ကန်အလွန်ထပ်ပြက်လို့မျိုးရေပြန်တွန်းသွားပြီးပြင်းနေရလို့မုတ်ချုပ်သွားတာတမီးတော့စိတ်ပူနေမှာအဖေသိပါတယ်ဖုန်းဆက်မယ်လို့တော့ဖုန်းနံပါတ်တွေကိုအဖေအလွတ်မရလို့ပါအငယ်မကအဖေလက်ထဲကရေခွက်ကိုယူပြီးဝမ်းတာအားရစကားဆိုသည်။ဒါဆိုအဖေကမိမခိုးသွားတာမှုန်ဘူးပေါ့နော်။ ຈັນជីဇီယာသမီးရဲ့မတိဘူးလေအဖေဆန်ကင်နောက်မှာမန့်ညိုပါသွားတယ်လို့ပြောကြလို့မန့်ညိုကယောက်ျားနိုင်လိုက်သွားပြီလို့စာရေးခဲ့တာအဖေကလည်းမိုးချုပ်တဲ့အထိပြန်မလာတော့အဖေနဲ့ခိုးပြေးတယ်လို့ထင်ကုန်ကြပြီဖေယားဖေယားထင်လွဲစရာတွေတော့ဖြစ်ကုန်ပါပြီမနေ့ကမိညုံနဲ့ရွာထိတ်မှာတွေ့တယ်သူကကြောက်စဲကိုဈေးဝယ်သွားမယ်ပြောလို့အဖေကခေါ်တင်ခဲ့တာမနေ့ကတည်းကကြောက်စဲစီတဲ့ဆင်းနေခဲ့တယ်လေ ခဏနဲ့ဒေါ်ဝင်းကြီးကိုတွားပြောရအောင်မယ်တော်တော်ဆိုးတဲ့မိညုံဈားရက်ကငါးသိက္ခာကြတယ်အဖေရဲ့စကားတန်ဆုံးမှာကျွန်တော်ရင်ထဲကအပူလုံးကြီးပြောက်ွယ်သွားသည်အဖေကသူ့လွယ်အိတ်ထဲကဘူးတဘူးကိုထုတ်ပြီးမမကြီးကိုပေးသည်မမကြီးကနားမလဲတော့မျက်ဝန်းများနဲ့ဘူးကိုလှမ်းယူသည်အဖေကမင်းငော၍ခွင့်ကြည့်လေဟုပြောသည် မမကြီးကဘူးကိုဖြင်းညင်းစွာဖွင့်သည်ဘူးထဲမှာရွှေဆွဲကြော ရွှေလက်စွန်နဲ့ရွှေလက်ကောင်များတွေ့ရသည်။ရပညာ၏အလင်းရောင်အောက်တွင်ဘူးထဲမှရွှေတဲ့ပစ္စည်းများကတလက်လက်တောက်ပါနေသည်။ဒီနေ့ငါသမီးကြီးမွေးနေလေ။သမီးကိုဓာရီဝယ်ပေးခြင်းနေတာကြာပြီ။ဒါကြီးနဲ့အငယ်မကိုဦးစားပေးနေရတာနဲ့သမီးလက်ကိုမရောက်နိုင်ဘူး။အခုမှပဲအကောင့်ထဲပေါ်တော့တယ်။မဲခင်ရေငါတာဝန်ချေပါတယ်နော်။သွားနေလေသူအမေကိုတိုင်တယ်ပြီးအဖေရဲ့စကားတွေက ဝမ်းနဲ့ဝမ်းသာစွာနဲ့ထွက်ပေါ်လာသည်ဟုတ်ပါရဲ့ဒီနေ့ကမမကြီးမွေးနေ့မို့မနေ့ပိုင်းတုန်းကမမကြီးစီကျွန်တော်ဖုန်းဆက်ပြီးမွေးနေ့ဆူတောင်းစကားပြောခဲ့သေးတာပဲအဖေကမမကြီးကိုပေးဖို့မွေးနေ့လက်ဆောင်သွားဝယ်တာဖြစ်နိုင်သည်ဟုကျွန်တော်တို့မောင်နှမတို့တွေဘာလို့များမစင်စားမိခဲ့ကြပါလဲအဖေရဲ့တာသမီဖြစ်ခွင့်ရတဲ့ကျွန်တော်တို့မောင်နှမတို့တွေကံကောင်းလိုက်တာ ဝက်ကြည့်လေသမီးကြီးသမီးနဲ့လိုက်မယ်ထင်တာတွေကြီးအဖေရွေးလာတာသမီးကိုရုတ်တရက်ဝမ်းသာသွားအောင်လို့မနေ့ကအဖေဘာမှမပြောခဲ့တာအဖေဤစကားတန်းအဆုံးမှာမမကြီးကအဖေရင်ခွင်တဲတိုးဝင်ပြီးတအီအီဆိုင်ကိုသည်တင်တော်နဲ့အငယ်မလည်းမျက်ရည်တွေကြာလာသည်ဟာဘာလို့ငုံနေကြတာလဲဒီချိန်ကပြောရမယ့်အချိန်လေမြို့ဖိုးလာမင်းကြီးကျုပ်သားနဲ့သမီးတွေအငုံတိတ်အောင် သမင်းစီဆန်းနဲ့ရွှေလင်ပန်းပေးပါဗျို။ဂါမင်းကြီးကိုကြည့်ပြီးဝမ်းသာအားရအောင်နေတော့အဖေပါမှလည်းညိတ်စားတော့စွတ်စုံနေသည်။ဒီနေ့ကလာပညာဖြစ်၍ဂါမင်းကြီးကထိန်ထိန်သာနေသည်။ဂါမင်းကြီးအေးမြတော့အလင်းတန်များကဩဃာတလောကကြီးကိုလှမ်းချုံထားသလို အဖေရဲ့နေထွေးသောချစ်ချင်းမြတ်တာရောင်စင်တန်းများကလည်းကျွန်တော်တို့မောင်နှမတို့တွေဤဘဝကောင်းကင်များကိုထာဝရစဉ် လင်းလယ်တောက်ပနေစီမီမှာမပြောင်းလဲသောအမှန်တရားတစ်ခုဖြစ်နေတာဟန်ဆိုင်စီမန်လော့ခ်မက်ဂဇင်းဖေဗူအာရီ2016ဒီဝတ္ထုတို့လေးကိုအဆုံးအထိနားဆင်ပေးကြကြပြီပေါ့။ တူပင်ကျေးဇူးတင်ပြပါတယ်။နောက်လာမယ့်ဝတ္ထုများ၊ကြပြာများ၊စောင်းပါများကိုလည်းဆက်လက်စောင့်မျှော်နှาศင်ပေးကြပါဦးခင်ဗျာ။အားလုံးဒီပြာကင်းဝေးလို့ကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေ။